တိုင်းပြည်အတွက်တော့တက်လက်ရေးဖားခွင့်ကြီးတို့ပေမဲ့လူတက်တဲ့ဘိုးကျော်အောင်စံနဲ့အပေငရဲကြက်လောက်လားဖရားတဲ့သူကလူတက်တာတို့တတဝတက်တဲ့ကိုတက်တာကြတော့အပေငရဲကိုကြနိုင်တယ်ကြနိုင်တယ်နော်အပေငရဲကိုကြတယ်တို့ရင်းနေမဟုတ်ဘူးကြနိုင်တယ်နဲ့ကြတယ်နဲ့ကွာပါတယ် ဦးဇင်းတို့အပယ်ငရဲကိုချိန်တည်ကြတာကဘာကြတာလဲဆိုရင်ပင်စာနန္ဒရိယကံငါးပါပေါ့အဲ့ဒီဘိုးကျော်အောင်တန်းတက်တဲ့လူတွေထဲမှာအမေပါလားအဖေပါလားရဟန္တာပါလားတန်ခါတင်းခွဲ့တဲ့မှုပါလားဖျားရှင်ကို တွေးသိမ့်တရားလုပ်တဲ့အမှုပါလားအဲ့ဒီအင်္ဂါပါတဲ့မှာတခုပါမယ်ဆိုလို့ရှိရင်ဘိုးကျောင်းအောင်ဆန်းကကျင်းနေပေါ့ဝူတိငရဲ့ကြောင်သူတက်တဲ့လူတွေကအဲ့ဒီ9ရောက်မဟုတ်ဘူးအဲ့ဒီ9ပါမဟုတ်ဘူ မௌဒီအတွက်ကြောင့်သူ့မှာမတ္တာဖိုတာနှက်ပြီးသားတဲ့အခုသူမရှိဘူးပေါ့ဒါကြောင့်သူသူ့ကိုဘယ်လိုသုံးဖြတ်မလဲဆိုလို့ရှိရင်သူတေကန်အခါမှာကောင်းတဲ့အာယုန်နဲ့တည်သွားလာမကောင်းတဲ့အာယုန်နဲ့တည်သွားလာသုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒါကြောင့်ဦးသူတို့ကမသိနိုင်ဘူးပေါ့အဲ့ဒါကြတော့လေအကယ်၍ကောင်းတဲ့အာယုန်နဲ့တည်မယ်ဆိုရှင်ဘိုးကျော်အောင်စံနှက်ပြီးတတ်မယ်မကောင်းတဲ့အာယုန်နဲ့တည်မယ်ဆိုရှင်အပယ်လေးပါးမှာတစ်ခုဖြစ်မယ် ဲ့ဒီလိုပဲလူတွေလည်းအဲ့တိုင်းပဲမိသူမသူပေါ့ခုနဥဒင်းပြောတဲ့ပင်စာနန်ကျက်ကံငါးပါးအမေတက်အဖေတက်ရန်နာတက်တန်ငါတင်းခွဲဘုရားကိုတတိယလို့သူတဲ့ငါးပါးကိုလုံးမဲ့ဆိုလို့ရှိရင်ဂျင်းဒီပေါ့ငရေကြမှာပဲအဲ့ဒီငါးပါးကလွတ်ပြီးတော့ကိုကမကောင်းတိုင်းလုပ်တယ်နောက်အခါမှာကိုကအတိတရားရှိလို့ပြန်ပြင်းပြီးတော့နဗီကိုရောက်အောင်လဲကြိုးစားကွင်းရှိတယ်ပြမဘုံရောက်အောင်လဲကြိုးစားခွင့်ရှိတယ်နိဗ္ဗာန်ရောက်အောင်လဲကြိုးစားခွင့်ရှိတယ်ပေါ့ ခုန၅ပါးကိုတော့မကျွလွန်ခဲ့ဘူးဆိုရင်ပေါ့